အရန်တောက်တက်သောမောင်မောင်တခါတုန်းကတောင်တွင်းလီရဲ့အလွန်နုနေသောရဲ့အစိမ်းအောင်ကုန်းမြင့်မြင့်လေးတစ်ခုအောက်မှာမောင်မောင်လူကိုတဲ့ခလီလီတယောက်နေထိုင်ပါတည်းမောင်မောင်ဟာတခြားကလေးတွေနဲ့မတူပါဘူးတခြားကလေးတွေကမြစ်ထဲမှာရေချိုးရင်းစော်ကစားနေတဲ့အခါမောင်မောင်ကတော့ငင်ငင်လေးထိုင်နေရတာကိုပဲကြိတ်ပါတည်းမြေကန်းတစ်ပီးမှာငင်ငင်လေးထိုင်နေတဲ့ဒီလီနင်းကြီးရဲ့တီတူအတန်တွေကိုပဲနားထောင်နေတတ်ပါတည်း မောင်မောင်ဟာအရန်ကြေလောက်တဲ့အတန်းတွေညံလုံးတဲ့အရာတွေကို သူ့ကိုထိတ်လန့်စီတယ်လို့ထင်နေတတ်ပါတယ်။ရည်စည်တင်နေတဲ့အတန်းတွေကလည်းသူ့ကိုကြောက်လန့်စီပါတယ်။မိုးချိုးတန်တွေကလည်းကြောက်ရွံ့မှုကိုဖြစ်စေတယ်လို့ထင်နေတဲ့သူကညအခါမှာ တွေ့ကြုံရလိမ့်ရှိတဲ့အမောင်သူကတော့သူ့ကကြောက်နေပါတည်းကွယ်။ဒါပေမဲ့မောင်မောင်ဟာ အားနေနေတာမဟုတ်ပါဘူး။သူဟာနူးညံ့သိမ်မွေ့လွန်းနေတာပါတဲ့။ အဲ့ဒီနူးညံ့သိမ့်မှုတဲ့အရာတွေဟာတစ်ခါတည်းမှာအခိုင်မာဆုံးဖြစ်နေတတ်ပါတယ်။ဒီနေ့မနက်ခင်းနေမင်းကြီးကဆက်တင်ထပေါ်လာခြင်းရခင်မော်ကစီးနှင်းလေးမချောက်သေးတဲ့အချိန်မောင်မောင်ရဲ့နားထဲမှာတူတူလေးပြောတဲ့အစံတစ်ခုကိုကြားလိုက်ရပါတယ်။မောင်မောင်ကြီးတစ်တော်ကြီးကမင်းကိုလိုအပ်နေတယ်။မောင်မောင်မျက်လုံးတွေပြူးသွားပါတယ်။ကျွန်တော်ကလာလို့တုံ့လို့စွာပြန်မေးလိုက်တဲ့အခါလီဗီလီနှင်းလေးကြီးက ုတ်ပါတယ်။ငှက်ကလေးတစ်ကောင်လမ်းပြောင်နေတယ်။မင်းကသာသူ့ကိုကူညီနိုင်တယ်လို့စင်နာစွာပြောလိုက်ကြပါတယ်။မောင်မောင်ရဲ့နှလုံးသားဟာငှက်ကလေးအတွက်စိုးရိမ်မှုတွေနဲ့ရင်းနှီးခုန်လာပါတည်း။ဖြစ်ချင်တော့သူကတကားမှအိမ်နဲ့ဝီဝီမတော်ဘူးပါဘူး။အတန်တွေကျေလွန်တာပျက်စီးတွေလက်လွတ်နိုင်တော့သူ့အတွက်ကြောက်စရာကောင်းနေတဲ့မောင်မောင်ဟာတော်တယ်မှာဆိုငါဘလို့မြဲဖြစ်နေမလဲငါဘာတွေဖြစ်သွားနိုင်တယ်လဲဆိုပြီး ျောက်ယွန်းစိတ်ဒီကတပြိုင်နက်ထင်းဖြစ်ပေါ်နေပါတည်းကွယ်ဒါပေမဲ့သူ့ရဲ့ကြောက်တတ်တဲ့စိတ်အတွင်းမှာပဲလမ်းပြောက်နေတဲ့နှက်ကလေးအတွက်လေစိတ်မကောင်းဖြစ်နေတာကဥတာလာတဲ့အခါမောင်မောင်ရဲ့ရင်ထဲမှာလွေထွေပြီးတက်တိရှိတဲ့အရာတစ်ခုစတင်ထွက်ပေါ်လာပါတယ်နှက်ကလေးအတွက်စူးစားကြည့်မယ်လို့မောင်မောင်ကတိုးတိုးလေးသူ့ကိုယ်သူပြန်ပြောလိုက်တယ်။မောင်မောင်ဟာသူ့ရဲ့နှွေးထွေးတဲ့အိမ်ကြီးတဲကနေ ဖြည်းဖြည်းချင်းတောထဲကိုထွက်လာခဲ့ပါတယ်။ကြောက်တက်တဲ့သူစီကြောင့်ကုမြင့်မြလီကနီနီလီပဲစတင်ဆင်းလာခဲ့ပါပြီ။သူ့ရဲ့တောလန်ခီမှာအိတ်ငိုက်နေတဲ့ပူကောင်လေးတွေအိတ်ပျော်နေတဲ့ခီယူလေးတွေကိုလည်းဖျက်သွားခဲ့ရပါတယ်။တောထဲကိုသွားနေတဲ့အချိန်တိုင်းသူဟာခဏခဏရက်ပြီးနာနာနီနီလီရင်လမ်းပြောက်နေတဲ့ငှက်ကလေးကိုရှာနေခဲ့ပါတယ်။တော့ဦးခေက ီးစင်းနေတဲ့မြစ်လေးစီရောက်တဲ့အခါမောင်မောင်ကရက်လိုက်ပါတယ်။ငါမကြောဖြတ်နိုင်ရင်ဘာဖြစ်မလဲ။ငါကရေရမ်းကြောက်တတ်တာ။ငါကြောက်လို့ဒီမြစ်ကိုမဖြတ်ဖဲနေရင်ငါကလေးအိမ်ပြန်လမ်းရှာတွေ့မှာမဟုတ်ဘူးလို့သူစဉ်းစားနေမိပါတယ်။ဒီအခါမြစ်သေးကလှေကလေးတစ်စီးဟာလမ်းပြောင်နေတဲ့ငါကလေးကိုတောက်ကယ်မလို့မဟုတ်လား။ငါအဖို့ကိုတက်ပါငါရဲ့လက်နှစ်ဖက်ဖြစ်တဲ့လော်တက်ကလေးကိုကင်ပြီးငင်ငင်လေးထိုင်လိုက်ခဲ့ပါ။ သူတစ်ပါးအတွက်ကူညီဖို့လာတဲ့မောင်မောင်ကိုမြေယေဟောဘကန်းစီလိုက်ပို့ပေးပြစီလို့ပြောလိုက်ပါတယ်။အဲ့ဒါနဲ့မောင်မောင်ဟာလိဘောကူဖြည်းဖြည်းချင်းတက်ပြီးလော်တက်ကလေးကိုကြောက်ကြောက်နဲ့ကင်ထောက်ပါတယ်။လိကလေးကလည်းမောင်မောင်လိဘောကူရောက်တာနဲ့ကန်းသက်ကတဖြည်းဖြည်းချင်းခွာပြီးအဖက်ကန်းစီကိုပို့ပေးပါတယ်။နောက်ဆုံးတော့ရေကြောက်တဲ့တဲ့မောင်မောင်ဟာမြစ်ကို လီကလီအကူညီနဲ့အောင်မြင်စွာကျော်ဖြစ်နိုင်ခဲ့ပါတယ်။သူ့ရဲ့နှလုံးသားကဂုဏ်နေစေဆိုပြီးမှတတိတွေနဲ့ပြည်နေပါတယ်။မောင်မောင်ဟာမြစ်ကိုဖျက်ပြီးသွားပြီဆိုတာနဲ့တစ်တော်ကြီးကိုစားတွေ့ပါပြီ။တစ်တော်ကြီးဟာ မောင်မောင်ထင်ထားတာထက်ပိုပြီးကြီးမားနေပါတယ်။အရက်ရှိတဲ့တစ်ပင်တွေကဘလူးကြီးတွေလိုရက်နေပါတယ်။တစ်ကိုင်းတွေကထူးဆန်းတဲ့ကြောက်စရာအတန်းလေးနဲ့ ပဲ့တင်ထွက်နေပါလေမောင်မောင်ကခဏယက်နေလိုက်ပါလေဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့ခန္ဓာကိုယ်ဟာကြောက်ရွံ့စိတ်ချောင်းအေးစက်တင်းမာနေပါလေသူ့စိတ်ထဲမှာလေအတွေးတွေကရှုပ်ထွေးနေပါလေငါလမ်းပြောက်သွားရင်ဘာဖြစ်မလဲငါအိမ်ကိုဘလို့ပြန်ရမလဲအဲ့ဒီအချိန်မှာပဲသူ့အဖွားရဲ့ပြောစကားကိုမောင်မောင်နားထဲမှာပြန်ကြားမိပါတယ်။ဒါကြီးတစ်ချိန်ချိန်မှာ သားကြောက်နေတဲ့အခါသားရဲ့အတက်ကိုပြင်းပြင်းလေးသုံးခါယူပါ စိတ်ထဲမှာလည်းသားကိုပျော်ရှင်စေမယ့်အကြောင်းအရာတွေကိုပဲစဉ်းစားနေပါလို့ဖောဖွားရဲ့စကားကိုပြန်တရိယာမိတော့ပါတယ်ဒါနဲ့မောင်မောင်လေးအတက်ကိုပြင်းပြင်းစတင်ယူလိုက်ပါတယ်စိတ်ထဲကလည်း1 2 3တို့တူတူလေးရည်ရွနေလိုက်တယ်ပြောစရာတွေအဖြစ်လမ်းပြောက်နေတဲ့ငှက်ကလေးကိုပြန်တွေ့ပြီး အိမ်ပြန်လမ်းမှာမောင်မောင်နဲ့ငှက်ကလေးပျော်စရာတခြင်းတွေ အော်ဟစ်ပြီးဖြိုနေတာကိုအတီးရနေလိုက်ပါတယ်။အယံထူးဆန်းပါတယ်။အဲ့ဒီချိန်မှာပဲမောင်မောင်စိတ်ထဲမှာကြောက်စိတ်ကြီးပျောက်ကွယ်သွားပါတယ်။ဒီတော့ငှက်ကလေးကိုလည်းအယံပဲတွေ့ကြည့်နေမိပါတယ်။ငှက်ကလေးကိုတွေ့ရဖို့ဘေးရာတွေကမှ မောင်မောင်ကိုကြောက်စီမှာမဟုတ်တော့ပါဘူး။အခုဆိုရင်မောင်မောင်ဟာတတ္တိရှိတဲ့ကလေးငယ်လေး ြစ်နေခဲ့ပါပြီ။တစ်တော်ရဲ့ကြောက်စရာအတန်လေးကတိတ်ဆိတ်သွားပြီးအချင်းတန်တဲ့ဘုတ်လိုတူတူလေးအော်နီတန်ကိုမောင်မောင်ကြားလိုက်ရပါတယ်။မောင်မောင်ပြောသွားခဲ့ပါပြီ။ဒါဟာသူလိုက်ရှာနေတဲ့နှစ်ကလေးရဲ့အော်တန်ပါပဲ။မောင်မောင်ဟာအတန်လာရာစီကိုမှန်းစားပြီးလမ်းလျှောက်လာခဲ့ပါတယ်။ငါကလေးရဲ့အတန်ကလေးတဖြည်းဖြည်းနီးကပ်လာတာနဲ့အမြန်ပို့ပို့ပြီးကျလာပါလေ။အဲ့ဒါနဲ့မောင်မောင်ဟာ ရှေ့ကိုဝမ်းသာအားရဆက်လျှောက်လိုက်တဲ့အခါမြမားရဲ့ချုံမုတ်ရဲ့အထက်မှာနားနေတဲ့ငှက်ကလေးတစ်ကောင်ကို တွေ့လဲရပါတယ်။အမွေးဖြူဖြူနီးနဲ့ငှက်ကလေးဟာချုံပုတ်ချက်မှာကြောက်လန့်နေရှာပါတယ်။ကျမအရန်ကိုကြောက်နေတယ်လို့ငှက်ကလေးကမောင်းမောင်းကိုပြောလိုက်ပါတယ်။ကျမအိမ်ရဲ့အဝေးကိုပြန်သွားမိတယ်။အခုဆိုရင်အိမ်ပြန်လန်းကိုတော့မမတ်မိတော့ဘူး။ကျမရဲ့မိဘတွေတော့စိတ်ပူနေတော့မှာပဲ။ သူတို့ကလူကြီးတွေမတီးပဲအဝေးကိုသွားမိရဲ့ဒုက္ခရောက်တတ်တယ်လို့သုံးမထတာကိုကျမကယူမဆိုင်မိခဲ့ဘူးကျမနောင်တရပါပြီကျမကိုကျေးဇူးပြု၍မိဘတွေစီကိုပြန်ပို့ပေးပါနော်ကျမနောက်ဆိုလူကြီးမိဘတွေစကားနားထောင်ပါတော့မယ်လို့မောင်မောင်ကို တောင်းမန်နဲ့အချင်းနဲ့တနာစပွေပြောလိုက်ပါတယ်မောင်မောင်ကလည်းငှက်ကလေးကိုနူးညံ့စွာကြည့်ပြီး ဘာမှမဖြစ်တော့ပါဘူးငှက်ကလေးကြီးငှက်ကလေးကိုအိမ်ရောက်အောင်ပြန်ပို့ပြီးပါပေါ့ဖိတ်ချပါငှက်ကလေးလူကျွန်တော်လေးတခါတလေကြောက်တတ်ပါတယ်ဒါပေမဲ့ဘလောက်ပဲကြောက်နေပါစီတစ်ချိန်မှာတနန်းစီတနန်းစီနဲ့တပြေးပြေးသွားရင်ကြောက်စိတ်ကြီးကြောက်ွယ်သွားပြီးတတိတွေရှိတော့ပါလိမ့်မယ်နောက်ဆိုရင်လူကြီးမိဘတွေမတီးပဲရှောက်ရှောက်မသွားရဘူးနော်လို့ပြောလိုက်ပါတယ်ငှက်ကလေးက မောမောအနာကိုပြန်ဆင်းလာပြီးမိနဲ့အတူနေလို့ရမလားလို့မိပါတယ်။အမြဲတမ်းရပါတယ်လို့မောင်မောင်ကဝန်တာအာရပြန်ဖြေလိုက်ပါတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်အတူတူပဲတက်တော်လေးကိုဖျက်ပြန်လာကြပါတယ်။အိမ်ပြန်လမ်းမှာနှစ်ကလေးကမောလာတဲ့အခါမောင်မောင်ရဲ့ပခုံးပေါ်မှာနားပါတယ်။မောင်မောင်ကမိုးပန်းလာတဲ့အခါမှာနှက်ကလေးကရှင်လေးဆိုပြီးအပင်းအိမ်ပြန်လာကြပါလေကွယ် ူတို့ဟာတယောက်ကိုတယောက်အားပေးကြပြီးစင်နာစွာဖိမကူညီကြပါတယ်။အနားယူဖို့လိုတဲ့အခါအနားယူကြတယ်။အိမ်ပြန်ခီးမှာတော်ရဲကယုံနေပြီးကခုပြီးတဲ့တစ်တီးတွေကိုစားတောင်းရင်ရေမောပျော်ရှင်နေကြပါတယ်။ဒီလူကလေစစ်ကြပုံစံတွေကိုလုပ်ပြကြရင်အိမ်ပြန်ခီးကိုလက်ညှိုးပေးပါတည်း။နောက်ဆုံးမှာတော့မောင်မောင်လေးတဲ့ ကုန်းမြေမြင်းမီလီပေါ်ကအိမ်လေးကိုပြန်ရောက်လာပါပြီ။မောင်မောင်ရဲ့တက်တီကိုအားပေးတဲ့အနေနဲ့လီဗီလီနှီးလေးဒီက သူ့ရဲ့ပါပြင်ကိုပွေဖက်နှမ်းရှိတ်တလူအตาရာလာတို့ချပါတယ်။အကလီကလေးကျော်ရှင်စွာအော်ဟေးပြီးသူ့မိဘတွေရှိရောအတိုက်စီကိုဒီပြင်းစွာနဲ့ပြန်သွားခဲ့ပါပြီ။မောင်မောင်လေးသူ့တိတ်လေးစီကိုပြန်သွားခဲ့ပါပြီ။အရင်ကမောင်မောင်နေခဲ့တဲ့နေရာလေးပါပဲ။ဒါပေမဲ့ မောင်မောင်ကတော့ကြောင်းနေသွားခဲ့ပါပြီမောင်မောင်ရဲ့ရင်နှင်းနှလုံးသားထဲမှာတခုခုကြောင်းနေသွားခဲ့ပြီမောင်မောင်ဟာအရင်ကလိုတိတ်ဆိတ်မှုကိုကြိုက်နေသေးပါဒါပေမဲ့ကျေလောင်တဲ့အတန်လေးကိုမောင်မောင်မကြိုက်ပေမဲ့အရင်လိုကြောက်စိတ်မဖြစ်တော့ပါဘူးမိုးကြိုးတန်တွေပစ္စည်းလက်တာတွေကိုမကြောက်တော့တဲ့အပြင်မောင်မောင်မဲမဲတွေကိုလည်းမကြောက်တော့ပါဘူးတဲ့ကွညချမ်းရဲ့ ဝင်းအောင်လက်ပြီးဝင်းကြီးအောင်မှာမောင်မောင်တယောက်သူ့ရဲ့အိယာလေးမှာလှင်လေးရင်ကျယ်တွေရဲ့မျက်တောင်ခက်တံကိုခန့်စားနေပါတည်းညချမ်းရဲ့ဝင်းအောင်လက်ပြီးဝင်းကြီးအောင်မှာမောင်မောင်တယောက်ရခင်းပေါ်မှာလှင်နေရင်ကျယ်တွေရဲ့မျက်တောင်ခက်တံကိုခန့်စားနေပါတည်းဒီတော့သူကိုယ်တိုင်ကျေနပ်စွာပြုံးလိုက်ပါတယ်မောင်မောင်အရင်ကကြောက်စိတ်ကြီးဝင်ခဲ့တယ်ဒါပေမဲ့မောင်မောင်ဆက်သွားခဲ့ပါတယ် က်လုတ်ခဲ့ပါတယ်။မောင်မောင်စိုးရိမ်နေခဲ့ပါတယ်။ဒါပေမဲ့မောင်မောင်ကိုယ်တိုင်အေးချမ်းမှုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အခုဆိုရင်လီတိုက်တန်တွေကကုန်းမြင့်မြင့်ကြီးချာမှာဖြစ်သွားတိုင်းကြောက်လန့်စရာအတန်တွေမကြားရတော့သေးသူ့ရဲ့တင်းငိမ့်တဲ့စကားလေးကိုပဲမောင်မောင်ကြားနေရပါပြီ။မောင်မောင်ဟာတကယ်ကိုတမ်းမာသွားခဲ့ပါပြီ။တက်တီပြီလေရှိခဲ့ပါပြီ။ ပံမာဖို့အတွက်ခြေလောင်စွာအော်စရာမလိုဘူးတတိရှိဖို့အတွက်ငြင်းငြင်းပြေးစရာမလိုဘူးအသက်ပြင်းပြင်းသုံးကာရှူလိုက်ပါတပားသူကိုကျင်နာစွာဆက်ဆံပါပြီးရင်ကိုယ့်ရှင်နဲ့ကိုယ်ဆက်သွားလိုက်ပါခလီတို့ကြီးခလီတို့လေကြောက်စိတ်ကိုဖြောက်ကြားရင်မောင်မောင်လိုတတိရှိပြီးသူတပားကိုကူညီတတ်သူလေးတွေဖြစ်ကြပါစေကွယ်လမ်းပြောင်းနေတဲ့ငှက်ကလေးလိုမဖြစ်အောင်လေး ကလေးတို့ရဲ့မိသားစုတွေဖြစ်တဲ့ပူပူပေါပေါဖြစ်ဖြစ်မိမိညီကိုမောင်နှမတွေရဲ့စကားကိုနားထောင်ကြရင်လိမ္မာတဲ့ကလေးလေးများ ဖြစ်ကြပါသေးကြောင်းဦးတို့ရဲ့ channel ကနေတူတောင်းပြလိုက်ပါတယ်ကိုယ်ကလေးများအားလုံးချစ်ရတဲ့မိသားစုတွေနဲ့ပျော်ပျော်ရှင်ရှင်ကြမ်းကြမ်းမောင်မောင်ချမ်းချမ်းသာသာနေထိုင်နိုင်ကြပါစေကိုယ်